မင်္ဂလာပါရှင်ရခုဖတ်ပြမှာကတော့ဇန်ခီရေးသားထားတဲ့ကိုရိုင်းသိရှိသွားမှုဆိုတဲ့အစီအစာကလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်စာအုပ်ပါအကြောင်းအရာများမဖတ်ပြခင်မှာဇန်ခီဤကိုရေးအခြင်းကိုအရင်ဖတ်ပြပါစီရှင် ဇန်ကီသည်မန္တလေးဇာတိဖြစ်သည်ဆယ်ကျော်သက်အရွယ်၌အမေရိကသို့ဖခင်နှင့်အတူရွှေ့ပြောင်းနေထိုင်ခဲ့ပါသည် အထက်တန်းကျောင်းသားဘဝမှစ၍ဂီတပညာကို အထူးစိတ်ဝင်စားကတက္ကသိုလ်၌ဂီတဘာသာရပ်ကိုမေဂျာအဖြစ်ရွေးချယ်သင်ကြားခဲ့သည်ထို့နောက်ဂီတသီအိုရီဘာသာရပ်များကိုညီငွေလာသဖြင့်အတန်ဖန်အင်ဂျင်နီယာဘာသာရပ်ကိုပြောင်းကရုပ်ရှင်အတန် post production ဆောင်ဖြင့် IAR Institute of Audio Research NY မှကျောင်းပီးခဲ့ပါသည် ၊နယူးယောက်မြို့၌ရုပ်ရှင်နှင့်ပတ်သက်သောအသံပိုင်းဆိုင်ရာအလုပ်များကိုလုပ်ကိုင်ရင်းအမှန်မတင်တရုတ်ဆောင်ဖြစ်စတင်ဝင်ရောက်လုပ်ကိုင်ဖြစ်သည်။ဇနီးဖြစ်သူနှင့်အတူရုပ်ရှင်တို့များနှင့် music video များကိုတွဲဖက်လုပ်ကိုင်ရင်းဇညွန်းများပါစတင်ရေးဖြစ်ခဲ့သည်။2008ခုနှစ်ကမှစ၍မြန်မာပြည်တွင်ပြန်လည်ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီးရုပ်ရှင်လုပ်ငန်း၌ရောက်ချလုပ်ကိုင်ခဲ့သည်2018ခုနှစ်အတွင်း၌ဒူကိုရိုင်းခေါင်းဆောင်မင်းသားအဖြစ်တရုတ်ဆောင်က အတန်နှင့်နောက်ခံဂီတကိုဖန်တီးတိခတ်ထားသောဥပေတံမြင့်နှင့်မိုးထွာရဲ့ခေါ်တန်ရုပ်ရှင်ဆက်ကားကြီးနဂါကိုယုံတင်ပြသခွင့်ရရှိပြီးပြိသက်အားပေးမှုကိုရရှိခဲ့ပါသည်ဥပေတံမြင့်ဆက်ကားဤဇညွန်သည်လည်းပဲဇန်ခီကိုရိုင်းရေးထားသောဇညွန်ဖြစ်ပြီးပွဲဥထွက်ပေကားပေါ်ပြသခွင့်ရခဲ့သည့်ရုပ်ရှင်ဖြစ်ခဲ့သည်ဇန်ခီသည်ယခုအချိန်၌တရုတ်ဆောင်ဇညွန်ရုပ်ရှင်နောက်ခံတေးများပြင်သူ၏ပထမအိမ်မက်ဖြစ်သော rock အစိုးရတယောက်ဖြစ်နိုင်ရန် သူ၏ဒုတိယကိုရိုင်းရေးဆိုကိုပိုင်တန်စင်တကူတော်စီရီထုံနိုင်ရန်ကြိုးစားလျက်ရှိပါသည်ဇန်ခီ၏နောက်ဝါဒနာတစ်ခုမှာအတွေ့ခေါ်ပညာရဖြစ်သည့်အလျောက် Facebook night I love border page ထောင်ကဗုဒ္ဓဘာသာကို ပုဂ္ဂလိကအမည်ဖြင့်စောင်းပါများရေးသားလျက်ရှိပါသည်ယခုကိုရိုင်းသိရှိသောမှုအစီအစာအုပ်သည်ဇန်ခီ၏ပထမအူဆုံးစာအုပ်ဖြစ်ပါသည်ဒီလောက်နဲ့ပဲကိုရေးချင်းမိတ်ဆက်ပေးမှုကိုဤကောင်းချုပ်ပြစေရှင် I love Buddha but အပိုင်းတဗုဒ္ဓကရောချက်တရလားဖရာတို့ရောင်ရင်မြင်ရတဲ့စင်တူတော်တွေကတော့ခတ်တီတီသို့မဟုတ်မပြုံးတပြုံးနေများပြီးမမတ်တောင်တောင်ကြီးတွေများတယ်ပြီးတော့ခြေသွမဟုတ်ရင်ကြောက်ကြောက်မဟုတ်ရင်ရွှေတွေဖုံးနေကြလေငငင်းကလည်းတခုခုဆိုရင်ငရေကြီးမယ်ဆိုတာကြီးပဲဆိုတော့ကြောက်တဲ့စိတ်အဲ့ဒီကတဆင့်ယူသည်ကိုင်းဆိုင်တဲ့အဆင့်ထိပဲရောက်တယ်ချက်တဲ့အဆင့်လုံးဝမရောက်ခဲ့ဘူးတခါဖုံးကြီးတွေကလည်း အင်ဒရီသိခါရီနဲ့မိမိကြီးပဲပဲနေတော့စောက်ခဲ့ရတယ်။ယူသေးလေးစားခဲ့ရတယ်။ဒါကိုပဲကြီးညိုစရာကောင်းတယ်လို့မှတ်ခဲ့တယ်။ဒါပေမဲ့စစ်တပ်ဆင်တော်မရောက်ခဲ့ဘူး။ဖခင်ရဲ့တရားတော်တွေကလည်းကြားရပြီဆိုရင်လည်းကြားနေကြစကားတွေလိုပဲအမြဲဖြစ်နေတော့ဗုဒ္ဓရဲ့ရင်ထဲကိုမမြင်နိုင်ခဲ့ဘူး။ပါဠိစလုံးတွေနဲ့ပဲကာနေတယ်။ကျွန်တော်တတလုံးကဒီလိုပုံစံနဲ့ပဲဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ခဲ့တာ။၁၉နှစ်သားလောက်မှမမရေရနယူးယောက်က ျွန်တော်နေခဲ့တဲ့အပါတ်မန်ရဲ့အိမ်ဖျားမှာတောက်တော်ရေးကပ်ပြီးဖျားစာရွရင်နဲ့ဖျားပုံတော်ကိုကြည့်မိလိုက်တယ်။အဲ့ဒီမှာဖျားစာရွတ်တာကိုရက်လိုက်ပြီးကိုကိုကိုမေးတယ်။မင်းရွတ်နေတာဘာတွေလဲ။အတိတ်ပဲလည်းမသိ။ပြီးတော့ဒီပုဂ္ဂိုလ်ဟာဘယ်သူလဲ။ပြီးတော့မင်းဓာရီဘာအတွက်လုံနေတာလဲ။စသဖြင့်မိကုန်းတွေခေါင်းထဲတပြိုင်တည်းဝင်လာတယ်။အဲ့ဒီနေ့ကစပြီးလုံးဝဖျားမရှိကိုတော့ဘူး။နှစ်နှစ်ကျော်တယ်။အဲ့ဒီနောက်မှာ ဆရာတော်ဦးဇော်တိကစာအုပ်တွေဖတ်မိသွားပြီးဗုဒ္ဓဟာဘယ်သူဘဝဘယ်လိုမျိုးလဲဆိုတာမှန်းဆတတ်သွားတယ်။ဒီအသည့်တရားတွေကဗုဒ္ဓကိုချစ်တတ်လာဖို့အကြောင်းတရားတွေဖြစ်လာခဲ့တယ်။ဆိုတော့ဗုဒ္ဓဟာချစ်တတ်သလား။ချစ်တတ်တယ်ဆိုရင်ဘာလို့တတ္တဝါတွေကိုချစ်တယ်လို့မပြောခဲ့တာလဲ။ဗုဒ္ဓဟာတတ္တဝါတွေပေါ်မှာမေတ္တာတရားကြီးကြောင်းမဟာကရုဏာရှင်ကြီးဖြစ်ကြောင်းတော့ကြားဘူးတယ်။ချစ်တယ်လို့တော့မကြားဘူးဘူး။ပြီးတော့တရားတော်တွေကလည်းတဏှာတွေဖြတ်၊တွေ့တာမှုတွေဖြတ်ဆိုတော့ ကိုကိုတိုင်းကလည်းချစ်ရမှာလားမချစ်ရတော့ဘူးလားဆိုတာမသိနိုင်လောက်အောင်ရှုပ်ထွေးကုန်တယ်။အဲ့ဒီမှာဘာသွားတွေ့လဲဆိုတော့ detach compassion ဆိုတဲ့မေတ္တာတရားတစ်မျိုးကိုတွေ့တယ်။တာမန်အပြင်ချစ်ကြပြီဆိုရင်ပြန်အချစ်ခံခြင်းနဲ့အတားရှိမယ်။တင်ပိုက်လိုတဲ့လောဘရှိမယ်။လိုချင်တယ်လို့မဖြစ်လာရင်ဒေါသဖြစ်မယ်။ကိုချစ်တဲ့သူကိုထိခိုက်ဆော့ကားလာရင်စံနှံ့မှုနဲ့တုံ့ပြန်မယ်။တပ်ဖြတ်မှုတွေတောင်ဖြစ်သွားနိုင်တယ်ဆိုတော့ပူလောင်နေ detach compassion ကတော့လှုပ်ပေးနိုင်တာကိုလှုပ်ပေးပြီး ဘာမှပြန်မမျောလင်းတာမျိုးအေးချမ်းနေနောက်တစ်ခုကဗုဒ္ဓဟာတတဝါတွေကိုကရုဏာထားတနာတယ်ဆိုတာကျွတ်ကျွတ်တနာပါတယ်ဆိုတဲ့တနာမှုမျိုးမဟုတ်ပဲအမ်ပသီလို့ခေါ်တဲ့သူတစ်ပါးရဲ့အဖြစ်ကိုကိုကိုတိုင်းဖြစ်နေတယ်လို့ဝင်ပြီးနတ်နတ်နေနေခံစားပြီးကိုချင်းစာနာတာမျိုးဖြစ်တယ်ဆိုတာကိုတွေ့တယ်အဲ့ဒီလိုစိတ်မျိုးနဲ့မိဘရဲ့ဆန္ဒကိုဆန့်ကျင်ပြီးတောထွက်ခဲ့တာအင်မတန် passionate ဖြစ်တဲ့ပုံကိုဖြစ်တယ်နောက်တစ်ခုစဉ်းစားကြည့် တရားကျင့်တဲ့အစောပိုင်းကာလတွေမှာဆိုရင်သူ့ကိုထောင်းမဲ့စိတ်တွေမိသားစုကိုလွမ်းတဲ့စိတ်အဖေတယောက်နင်းသားတယောက်အနေနဲ့တာဝန်မကျေပွန်မှုအတွက်ကိုကိုကိုအပြစ်တင်တဲ့စိတ်မိဘကိုစိတ်ဆင်းရဲအောင်လုပ်ခဲ့တဲ့စိတ်ဒါအပြင်အားလုံးပြည့်စုံနေရတာကနေဘာမှမရှိအန်ဒီရဲ့လဲများတဲ့တောတောင်ထဲမှာတီးခန့်ပြီးနေရတဲ့စိတ်ဒါတွေကိုအရင်ဖြတ်ကျော်ရသေးတယ်ဒါတွေအားလုံးဟာဘာအတွက်လဲဆိုတော့ဒီလောကကြီးရဲ့မပြီးမစီးနိုင်တဲ့ဒုက္ခတွေတည်းကနေလွတ်မြောက်ရလန်းကို အားလုံးအတွက်ရှာမယ်ဆိုတဲ့စိတ်တော်ယုံတန်ယုံမြတ်တာမျိုးမဟုတ်ဘူးကြားရင်ရေစရာကောင်းလောက်အောင်ကြီးမားတဲ့ရည်ရွယ်ချက်တော့ဒါကြောင့်ဗုဒ္ဓဟာသူ့ကိုတေလောက်အောင်မုန်းတဲ့ဒီဝရနဲ့သူ့ရဲ့အသွေးအသားဖြစ်တဲ့ရာဟုလာပေါ်မှာတူညီတဲ့မြတ်တာတပြေးတည်းထားနိုင်တယ်တဲ့လူတိုင်းတတဝါတိုင်းရဲ့အဖြစ်အပျက်တွေစိတ်ခံစားချက်တွေကိုအပြည့်အဝနားလည်ခံစားပေးနိုင်တယ်ဗုဒ္ဓရဲ့မြတ်တာတရားဟာစัจကြဝရကြီးလို့အဆုံးမရှိ ကြီးမားပြီးအလုံးအတွက်နေရာရှိတယ်ဘသူမဆို ဗုဒ္ဓမေတ္တာရဲ့အောင်မှာခိုလုံလို့ရတယ်။မခိုလဲပါမှမဖြစ်ဘူး။ဒါကြောင့်ဗုဒ္ဓကိုချစ်တယ်။ဗုဒ္ဓလိုချစ်နိုင်တဲ့သူဖြစ်ချင်တယ်။အပိုင်းနဲ့ဗုဒ္ဓဟာ24နှစ်မှာစက္ကန့်နဲ့အမျှမေတ္တာဓာတ်တွေနဲ့ပြည့်ရှင်နေတယ်။အဲ့ဒီမေတ္တာဓာတ်တွေကပဝင်းကျင်လေးတို့ထဲမှာမှပြန့်နှံ့နေတတ်တယ်တဲ့။ဗုဒ္ဓမဆိုနဲ့အခုဒီဘွားမှာတောင်းတချို့ပုံကိုယ်တွေကြုံဘူးတွေ့ဘူးတယ်။သူတို့နာရောက်သွားရင် five လို့ခေါ်တဲ့ဓာတ်တစ်မျိုးက တိတ်အေးချမ်းနေတယ်။တိမ်မွေ့နူးညံ့ပြီးပွင့်လန်းမှုအပြည့်ရှိနေတယ်။အဲ့ဒီလိုပုံကိုရီနာရောက်သွားပြီဆိုရင် ကို့မှာရှိနေတဲ့အပူတွေတောင်ငိမ့်သွားတယ်။သူ့နေနေတဲ့ပရဝံဟာလည်းညိတ်တက်မှုကြီးတစ်ခုရှိနေတယ်။ကျွန်တော်စိတ်ကူပေါ့လေ။ time machine များရှိခဲ့ရင်ဥဆုံးသွားတွေ့ကျင်တာမြတ်ဗုဒ္ဓပဲ။အေးချမ်းမှုကိုသွားပြီးခန်းစားကြည့်ခြင်းလို့ time machine ကမရှိသေးတော့ဖျားရှိခိုးရင်တရားထိုင်ရင်စိတ်ကူးနဲ့တော့ဗုဒ္ဓစီကိုခဏခဏသွားလေဖြစ်တယ်။ ညာတော့အပြင်ညောင်ပင်အောက်မှာပေါ့တစ်ခေါက်နဲ့တစ်ခေါက်မတူဘူးတဲ့ကိုမြေတားဓာတ်တွေခန္ဓာကိုယ်မှာစီးစင်းနေတဲ့အခောက်တွေဆိုရင်ညောင်ပင်သားနီလာတာနဲ့ချက်သိမ်းတွေထလာတယ်ဘုရားကိုတွေ့ပြီးဆိုတာနဲ့ချီနှိုးမှုတွေနဲ့ငိုကျင်လာတယ်ပြီးရင်ခြေပမိုးကိုဦးတိုက်တယ်ဘုရားရဲ့မြေတားဓာတ်တွေကအခုချိန်ထိစကြဝဠာထဲမှာရှိနေတယ်ထီတွေ့နိုင်မှုကတော့ကိုကိုယ်တိုင်းကမြေတားပေါ်မြေတားခံနိုင်တဲ့သူဖြစ်ဖို့ဥဆုံးလို့လိမ့်မယ်လို့ထင်တယ် ဗုဒ္ဓဘာသာနဲ့ခြံစည်းရိုးကိစ္စစစ်ကြောင်ဝလာကြီးကိုပေါင်ခတ်လို့မရနိုင်ပါဘူးပင်လယ်တောင်တန်းကြီးတွေကိုလည်းခြံစည်းရိုးခတ်လို့မရနိုင်ဘူးဘသူမှမပိုင်လို့ပါဗုဒ္ဓဖရာရဲ့ဓမ္မတရားများဟာလည်းဘသူမှမပိုင်ပါဘူးခြံစည်းရိုးလည်းခတ်လို့မရနိုင်ပါဘူးကာကွယ်ပေးစရာလည်းမလိုအပ်ပါဘူးစစ်ကြောင်ဝလာကြီးကိုကာကွယ်ပေးစရာမလိုသလိုပေါ့နှစ်ပေါင်း2600ကျော်ရှင်သန်ထွန်းကားလာတဲ့တရားတော်တွေကပဲလူတွေကိုစောင့်ရှောက်သွားတာပါ အခုဆိုရင် အနောက်နိုင်ငံတွေမှာဗုဒ္ဓဘာသာဟာအရင်ကထက်အများကြီးပိုတွန်းကလာတာတွေ့ရတယ်။သူတို့တွေက ကိုယ်တွေထက်တောင်ပို့ပြီးတော့စနစ်တကျလေ့လာကျင့်သုံးကြတယ်။ကဘာကြီးမှာပညာရေးစနစ်ပိုကောင်းလာတာနဲ့အမျှဗုဒ္ဓရဲ့ဓမ္မတွေဟာပိုပြီးတော့ထွန်းလင်းတောက်ပလာဖို့ပဲရှိတယ်။ဘာလို့လဲဆိုတော့ဗုဒ္ဓဘာသာဟာတန်တရားတွေရှိတာကိုကျိုးဆိုပြီးပညာတတ်ရင်ပို့ပြီးလေ့လာကျင့်သုံးလို့ကောင်းတဲ့ဘာသာတရားဖြစ်တယ်။ပြီးတော့ကာလာမတုတ်ဟာလည်း ဗုဒ္ဓရဲ့ဆန္ဒကိုကွန်ကွန်ကွက်ကွက်ပြပြတသားဖော်ပြထားတဲ့တုပ်ဖြစ်ပြီးသူ့အတွက်မဟုတ်ပဲကို့အတွက်ချင်းတောင်းသူအတွက်ဖြစ်တယ်ဆိုတာကိုမြင်စေလို့ပါပဲဒီလောက်အတ္တကင်းတဲ့လမ်းစဉ်ကိုအတ္တရင်းနဲ့အယောင်မဆိုးမိပါစေနဲ့ဒါကြောင့်ဗုဒ္ဓဘာသာကိုခြံစည်းရိုးခဲ့ရမယ်လို့ဘာလို့ဆိုတာကို နားကိုမလဲဘူးဘာလို့လဲဆိုတော့ကိုရင်းလဲတခြားနိုင်ငံတွေမှာသာသနာတွေပြုနေကြတာပဲလေတကယ်သာသနာပြုခြင်းဗုဒ္ဓရဲ့ message တွေဖြစ်တဲ့မြတ်တာတရားတွေ ိုချင်းစာတရားတွေမြမစုတရားတွေတစ္ဆာလေးပါအကြောင်းစသဖြင့်တွေကိုခေစကားနဲ့သိပ်ပံကြကြလက်တွေကြကြပြောပြရှင်းပြပြီး ကိုရိုင်းလဲလက်တွေအသုံးချကြရင်လုံလောက်ပါပြီမှတ်ထားတင်တာကဗုဒ္ဓမာဘာသာတရားမရှိပါဘူးကိုကိုရိုင်းကိုအားကိုကိုပြီးလွမြောက်လမ်းကိုရှားပြီးထွက်သွားတာဖြစ်တယ်ဗုဒ္ဓရဲ့လမ်းစဉ်ကိုလိုက်မယ်လို့ဆုံးဖြတ်ရင် deliberation လို့ခေါ်တဲ့လွမြောက်ခြင်းကိုရအောင်သွားဖို့ပဲကြိုးစားရမယ်အဲ့ဒီလွမြောက်ခြင်းကို အတားတွေမာနာတွေဒေါသတွေနဲ့တော့ကဘာသာပြတ်သွားမယ်ဘယ်တော့မှရောက်မှာမဟုတ်ဘူးယခုဖပြသွားတဲ့အစီလေးကိုအဆုံးထိလိုက်ပါနားဆင်ပေးသူအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်းဆက်လက်နားဆင်ပေးဖို့တောင်းဆိုပါတယ်တရားချမ်းမြည်တဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစီရှင်ကျမကတော့စာဖတ်သူဝိုင်းပါ